အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ရွှေရည်နဲ့ပြည့်နေတဲ့ရခမအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါ Raj ဆိုတဲ့သူတယောက်ကသူ့ရဲ့တောင်အငယ်လေးနဲ့အတူတူငယ်တငယ်ချင်းဖြစ်သူရဲ့အိမ်ကိုတွားလည်ခဲ့ပါတယ်သူတငယ်ချင်းအိမ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာနာရီနဲ့တွားတိုးပါတယ် ရာဇကတငယ်ချင်းနဲ့တွေ့ဆုံခြင်းလို့တငယ်ချင်းစီကိုတွားရောက်ခဲ့ပေမဲ့တငယ်ချင်းနာရီနဲ့သာကြိုးတွားခဲ့တဲ့အကြားတငယ်ချင်းရဲ့နာရီပြီးစီတွားခဲ့ပြီးနှစ်ရက်အကြာမှာတော့သူလဲမျိုးကိုပြလာဖို့ပြင်ဆင်ပါရီမတွားခင်မှာတငယ်ချင်းဖြစ်သူမနိုဟာရီရဲ့သမီးလေးအစင်မပြေရလားဆိုတော့ကိုတတိမေဖို့အကြားအင်ကိုတစ်ခါပြလာခဲ့ပါသေးတယ်ဒီအချိန်မှာမိန်ကလေးငယ်လေးကသူမရဲ့ဖခင်ဖြစ်သူနောက်ဆုံးထားပေးသွားခဲ့တဲ့စာလေးကိုပေးနေရင်ပြောခဲ့ရပေါ့ဦးလေးရဲ့ အဖေကဒီမှာဦးလေးအတွက်ဆိုပြီးတော့စာတစောင်ပေးတော့ခဲ့အဖေကဦးလေးနဲ့နောက်ဆုံးအကြိမ်တစ်ကြိမ်လောက်တွေ့ချင်နေခဲ့တာဆိုပေမဲ့ဦးလေးရအလောက်ကိစ္စတွေနဲ့မအားမလတ်ဖြစ်နေခဲ့လေအစီအဝေးကိစ္စတွေကြောင့်မလာနိုင်ခဲ့တဲ့အတွက်အဖေစာရေးပြီးတော့ထားပေးတော့ခဲ့ရပါဒီလိုနဲ့ Raj ကလည်းသူတငယ်ချင်းရေးထားပေးခဲ့တဲ့စာကိုဖတ်ကြည့်ခဲ့ရပေါ့တငယ်ချင်းရေငါဘဝမှာငါတမီးလေးတယောက်ကလွယ်လို့ဘယ်သူမှရှိခဲ့တာမဟုတ်ဘူးအခုငါရဲ့တမီးလေးကိုမင်းရဲ့လက်ထဲမှာစိတ်ချလက်ချနဲ့အံ့နံပြီးတွားတော့မယ်နော် ငါအကိုအကြီးရဲ့လက်ထဲမှာဒါငါ့ရဲ့သမီးလေးကိုထားခဲ့မယ်ဆိုရင်တော့ငါသမီးအလုတ်သမားလုံးလုံးဖြစ်သွားလိမ့်မယ်။ငါသမီးလေးဘဝဒုက္ခရောက်သွားမှဆိုလို့မင်းစီမှာပဲစိတ်ချလက်ချနဲ့အပ်ခဲ့ပြရစီ။ဘလို့မဆိုငါအကိုကငါ့ကိုဒုက္ခအကြီးကျယ်ပေးခဲ့ရပဲလေ။သူငါ့နောက်ကျတော့ဓာတ်နဲ့ထိုးခဲ့တယ်။ပိုင်ဆိုင်မှုတွေအားလုံးကိုလည်းသူငါစီကနေရောက်အောင်လုပ်ယူသွားခဲ့တယ်။ဒီတော့ကကြီးတစ်ခုလုံးမှာငါသမီးလေးကိုယုံကြည်စွာနဲ့အနံ့ထားခဲ့လို့ရတာဆိုလို့မင်းတယောက်တည်းပဲရှိခဲ့တဲ့ငယ်ချင်း အားအကြောင်းငါတမီလေးကိုမဲစီမှာစိတ်ချလက်ချအနံ့ပြီးတော့ငါသွားပြီနော်။သူ့ဖေရဲ့စာကိုတငယ်ချင်းဖြစ်သူကဖတ်ပြပါရင်ဒါကိုကြားခဲ့ရတဲ့အခါမှာတော့ရှကွန်ကလည်းငိုနေခဲ့ပါရဲ့။တခြားပါတယ်ဦးလေးရဲ့ကျွန်မအတွက်အလောက်ကြီးလဲစိတ်မညစ်ပါနဲ့နော်။ကျွန်မဘယ်သူအတွက်မှဝင်ကြဝင်ဖို့မဖြစ်ချင်ပါဘူး။ကျွန်မဒီမှနေရတာအဆင်ပြေပါတယ်။ကျွန်မတယောက်တည်းပဲနေလိုက်ပါမယ်။မဟုတ်တာတမီရဲ့မဟုတ်တာမဟုတ်တာ။ဘာဖြစ်လို့တယောက်တည်းနေရမှာလဲ။ နေရငါတငယ်ချင်းရဲ့တမီးလေးပဲလေငါတငယ်ချင်းရဲ့တမီးဆိုတော့ငါရဲ့တမီးလေးတယောက်လိုမျိုးပဲပေါ့နေရငါအတွက်ဝင်တော့ဝင်ဖို့မဟုတ်ပါဘူးငါတငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုလည်းငါဖြည့်ဆည်းပေးခြင်းနဲ့ပြီးတော့ငါနဲ့ကိုဒီပုံစံအတိုင်းပဲအိမ်ကိုခေါ်သွားမှလည်းမဟုတ်ဘူးငါနဲ့ကိုတရားဥပဒေနီလန်းကြကြငါရဲ့ချွေးမလေးတယောက်အနေနဲ့အိမ်ကိုခေါ်သွားမယ်ငါရဲ့တောင်းအငယ်လေးနဲ့နင်းကိုလက်ထပ်ပေးပြီးတော့ငါအိမ်ကိုခေါ်သွားမှာပါဒီလိုနဲ့ရာဂျ်ကလည်းသူ့သားအငယ်နီခဲလ်နဲ့ ရကုန်းတို့နှစ်ယောက်လုံးကိုချက်ချင်းပဲဖះအကြောင်းမှလက်ထပ်ပေးလိုက်ပါ၏သူကလည်းတငယ်ချင်းဖြစ်သူရဲ့သမီးလေးကိုထွေးမအနေနဲ့တော်ဆက်ပြီးကိုခေါ်လာခဲ့လိုက်ပါတော့တယ်အင်ကိုရောက်ရှိလာတဲ့အခါမှာတော့ကဲဒီမိန်ကလေးကဘယ်သူလဲ ဒီမိန်းကလေးကမင်းရဲ့ဒါကတော့မင်းရဲ့ချွေးမငယ်လေးပဲလေဒါကတော့မင်းရဲ့ချွေးမငယ်လေးတကယ်ချင်းရဲ့သမီးလေးပေါ့အတကယ်ချင်းသားငယ်လေးသူ့ကိုလက်ထပ်ပေးလိုက်ပြီဆိုတော့သူ့ကိုလက်ငါတို့အင်ကာချွေးမငယ်လေးဖြစ်သွားပြီအင်ကာချွေးမငယ်လေးခဏနေပါဦးရှင်ကရှင်တကယ်ချင်းရဲ့နာရီကိုတွားတာမဟုတ်ဘူးလားဘယ်လိုဖြစ်လို့သူ့သမီးကိုရှင်ရဲ့ချွေးမအနေနဲ့တခါတည်းတော်ပြီးတော့ခေါ်လာခဲ့ရတာလေတော်ပြီးတော့ခေါ်လာခဲ့ရတယ်ဘယ်လိုပြောနေရလဲအော်မီလာရဲ့ဒုက္ခပြောနေရလဲအော်မီလာကဒီနေ့ကစပြီးငါတို့အင်ကာချွေးမငယ်ဖြစ်သွားပြီငါတို့အင်ရဲ့တိတ်ခါတရားပဲငါတို့အင်ရဲ့တိတ်ခါတရားပဲကဲပြီးတော့ချွေးမအကြည့်ရင်းနင်းပါလို့ရတယ်ချွေးမအကြည့်ရင်းနင်းပါလို့ရတယ်ရောက်လာပြီလေနင်းရဲ့လင်ကြီး နေတော့ကိုမကြိုးစိုးတော့ဘူးလားကဲတော့တော့ကြိုးစိုးတော့ဆောက်ကြိုးစိုးဖို့အတွက်ပြင်ဆင်လိုက်တော့ကြိုးစိုးဖို့အတွက်ဟုတ်ကဲ့ပါအဖေကျမပြင်ဆင်လိုက်ပါမယ်နော်ကျမပြင်ဆင်လိုက်ပါမယ်နော်ရှင်ဘုရင်ဒီကဝင်လာတဲ့အခါမှာအင်းရဲ့အခြေအနေကိုတွေ့လိုက်ရတော့ဒီမတော်တော်လေးအံ့အားသင့်နေခဲ့ပါတယ်အင်းကတကယ်ကိုအကြီးကြီးပါပဲအင်းကတကယ်ကိုတော့ဘူးကြီးတဲ့ပစ္စည်းတွေအများကြီးကိုလည်းထားထားပါသေးတယ်ကျွေးနေစင်ရင်ထားတဲ့ပစ္စည်းတွေအများကြီးကိုလည်းဒီမတွေ့လိုက်ရပါတယ်တစ်ခါမှယခမဖြစ်သူကထွေမအငယ်လေးကိုတွေ့ခဲ့ရပြီးတော့အရန်တွေ့နေခဲ့ရပါဘောစိတ်ရတဲ့ဒုက္ခပဲငါအိမ် ာနောက်ထပ်ဆင်းရဲတဲ့ main ကလေးတယောက်ရောက်လာပြန်ပြီပထမတည်းကချွေးမအကြီးကဆင်းရဲလို့ကျွန်မစိတ်ညစ်နေပါတယ်ဆိုတော့နောက်ထပ်ချွေးမအငယ်တယောက်ကလည်းဆင်းရဲနေပြန်ပြီရှင်တော်လေးကိုတက်လေတက်နိုင်လို့နေတော့တော်စမ်းပါကွာတော်စမ်းပါကွာမင်းအလောက်ထိလေမင်းအလောက်ထိလေတော့တက်မနေနဲ့လေ လောတငယ်ချင်းမလို့ဟာဘဝဘလို့ပြတ်သွားခဲ့လဲဆိုတော့ကိုမင်းလည်းကောင်းကောင်းသိရတာနဲ့ကိုမင်းလည်းကောင်းကောင်းသိရတာသူ့ကိုနောက်ကြောထားနေသူဒုက္ခပေးပြီးသူ့ရဲ့ပိုင်းဆိုင်မှုတွေအားလုံးကိုတာမလို့ယူသွားဖို့ဆိုလို့ရှင်တော့ကိုမင်းအရာကိုချမ်းသာကျွေးဝနေမှာအဲဒါတွေအားလုံးကိုထားလိုက်စမ်းပါအဲဒါတွေအားလုံးဆိုရှက်ကွန်ဒီနေ့အစပြီးငါအင်္ဂါချွေးမလေးဖြစ်သွားပြီသူပဲလို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီနေ့အစပြီးငါတို့အင်ရဲ့တိတ်ခါတရားပဲငါတို့အင်ရဲ့တိတ်ကြောက်ဖြစ်တော့ကအရန်ကိုအတန်းတွေကအတွက်ကြောင့်မလို့မိမကလည်းပြောစရာမရှိတော့ပါဘူးသူကလည်းစိတ်ဆိုးပြီးရောနေရာကနေထွက်ခွာ သွားခဲ့ပါတယ်။ရောက်မချုပ်သွားခဲ့တဲ့အခါမှာတော့ချိန်မအလေးလေးကလည်းသူ့ခန်းထဲကိုဝင်သွားခဲ့ပါတယ်။အခန်းထဲရောက်ရှိသွားခဲ့တဲ့အခါမှာတယောက်ချောက်ကသူ့ကိုလက်ဆောင်ပေးခဲ့ပါတယ်။ကျွန်တော်လက်ဆောင်ပေးပါတယ်။ငါ့ဘက်ကနေပြီးရောမင်းကိုပေးတဲ့လက်ဆောင်ကငါ့ဘက်ကနေပြီးရောမင်းကိုပေးတဲ့လက်ဆောင်ကအလောင်းကိုအလှည့်မြန်ဖြစ်သွားခဲ့ရလိမ့်မယ်။ငါတို့ကမင်းလာဆောင်ကိုလည်းအလောတောင်းစင်လုပ်ခဲ့ရတာဆိုတော့ငါမင်းအတွက်ပါတစ်ခုမှမစီစဉ်ပေးခဲ့ရဘူး။ဘာလက်ဆောင်မှလည်းမပေးခဲ့ရဘူး။ဒါနဲ့အမေပြောတဲ့စကားတွေကိုတော့မင်းဘာမှအယုံကြည်နေစိတ်ထဲထားပြီးစိတ်ဆုံးနေနေအောင်နော်။ဟုတ်တာရှင်။အမေပြောတဲ့စကားကတော့ကျမလည်းစိတ်ဆုံးပါ ါဘူး။အမေပြောတဲ့စကားတွေကမှန်တော့လည်းမှန်ပါတယ်။အမေဒေါသထွက်တာကဖြစ်တင်တယ်လေ။ဒါပေမဲ့ရှင်အရန်ကြီးလည်းစောရဲ့ပုံပန်မနေပါနဲ့။ကျမအရန်ဆုံးအားလုံးနဲ့အဆင်ပြေသွားအောင်လို့နေထိုင်တတ်ပါရစေ။ကျမတို့ဆင်းရဲတဲ့အိမ်ကမိန်းကလေးတယောက်ဒီကိုရောက်လာတဲ့အချိန်မှာဒီကိုရောက်လာတဲ့အရန်ကိုထိုးဆန့်နေမှာပေါ့။ကျမကိုယ်တိုင်တော့မှဒီအိမ်ရဲ့အခြေအနေကိုကြည့်ပြီးအရန်ကိုထိုးဆန့်တယ်လို့မျိုးခံစားရတယ်။အိမ်ထဲကိုဝင်လာတော့ရွှေနဲ့လှုပ်ထားတဲ့နာရီရွှေနဲ့လှုပ်ထားတဲ့ပေါ့။ရွှေနဲ့လှုပ်ထားတဲ့အေးရောင်းနေတော့မှရှိသေးရဲ့နော်။ ော်အေးရခဲနောက်မှာရှိတယ်ကတော့တရခမအင်ကအရာအလုံးပြေဆောင်နေအောင်ကိုတွေ့ခဲ့ရတဲ့ခါမှာတော့ကိုတန်းကိုဝမ်းသာသွားခဲ့ပါတယ်ဒီလိုနဲ့နောက်လေးရောက်ရှိသွားခဲ့တဲ့အခါမှာတော့သူရဲ့လေလီမှာဖြစ်တော့ကသူ့ကိုလာပြောလိုက်ပါတယ်ရှက်ကောနေ လက်ထပ်ပြီးရှင်းကောင်းလေဆိုတော့ဒီနေ့ကနေရမျက်နှာခြေပွဲကိုပြင်ဆင်ပေးရမယ့်အချိန်ပဲကြော့ဒီမှာကနေအတွက်လက်ဝဲလက်စားရရှိလာခဲ့ပြီးဒါပေအားလုံးကိုဝတ်ပြီးရောနင်းသေးစားလေးပြင်ဆင်ထားလိုက်နော်ခဏနေကြာလို့ရှင်တော့အိမ်မှာဧည့်သည်တွေရောက်လာကြလိမ့်မယ်အိမ်မှာဧည့်သည်တွေရောက်လာကြလိမ့်မယ်ခြေပွဲအတွက်လေဒါနဲ့ရောက်မှရီဒီရွှေတွေအကုန်လုံးကကျမအတွက်လာရင်အကုန်လုံးကကောင်းလိုက်တော့ရှင် ကျွန်တော်တို့နေ့ကတော့ဒီအိမ်ကချွေးမာလာဖြစ်ရတာဘလောက်တောင်မှကာကောင်းလိုက်တယ်လေနော်ချွေးတွေနဲ့ပြည့်နေတဲ့ရခမအိမ်ကိုကျမတို့ရရှိခဲ့ရပါပြီ။ဒီပါရခမရဲ့အခုတော့ချွေးတွေအများကြီးကိုနေတွေ့ရတော့အရင်ကဝမ်းတောက်ပြောချွေးနေမယ်ဆိုတာကနားလည်ပါတယ်။ချွေးနေမယ်ဆိုတာကနားလည်ပါတယ်။ရှေ့ဆက်ပြီးဒါရီအားလုံးကြောင့်အရင်ကဝမ်းနေရလိမ့်မယ်စိတ်ရရလိမ့်မယ်။ဒီပါရခမရဲ့နေရတော့တကယ်ရောက်ကြရတာအရင်ကကောင်းတာပဲ။ရောက်ကြရတာအရင်ကကောင်းတာပဲ။တော့ဒီတော့ချွေးတွေကအရင်ကိုချမ်းသာကြတယ်။ချွေးတွေမြောက်အများကြီးပဲ။ချွေးနာကြည့်ပွဲအတွက်တောင်မှငါ့ကိုဒီလောက်ထိမြားရွှေတွေလာပေးထား ထိများတဲ့ရွှေတွေလာပြီးငါဒါလက်မထက်ပဲနေငါရဲ့ဆွေမျိုးတွေနဲ့ပဲအတူတူသွားနေမယ်ဆိုလို့ရှိရင်တော့တို့လောင်ပြောင်းသမီးအဲ့ရဲ့သမီးခံရမယ်တို့ခိုင်းတဲ့အလုပ်တွေကိုပဲလုပ်နေတဲ့တတ်တက်လုံးပြီးသွားလိမ့်မယ်တတ်တက်လုံးပြီးသွားလိမ့်မယ်လက်ဝဲလက်စားတွေကလှလိုက်တာအများကြီးပဲလှလိုက်တာဒါတွေကိုဝင်နေရင်ဝင်နေရင်လည်းဘယ်တော့မှပြန်မသွားမလဲဆိုတာစဉ်းစားလို့တော့မမရတော့ဒီမှာရှိတဲ့လက်ဝဲလက်စားတွေကအများကြီးတော့လက်ဝဲလက်စားတွေကအများကြီးတော့လှတာလေးတစ်စုံလောက်ပဲယူပြီးတော့ငါဝဲလိုက်တော့မယ်အများကြီးကြတော့ဘယ်လိုဝဲကြမလဲလေဒီနောက်မှာတော့ပြင်ဆင်ပြီးထွေမ အငယ်လေးထွက်လာတဲ့အခါမှာတော့ထွေမငယ်လေးထွက်လာတဲ့ထွေမကြီးဘယ်လိုဖြစ်တာလဲထွေမကြီးထွေမငယ်လေးအတွက်လက်ဝဲလက်စားရင်းအများကြီးပဲပုံပေးခိုင်းထားတယ်မဟုတ်ဘူးလားဒါတော့မှနေရတော့ကိုလက်ဝဲလက်စားလေးအလင်းငယ်ကိုပဲပေးခဲ့ရလားပြီးတော့ထွေမငယ်လေးပြီးတော့ရောထွေမငယ်ဖြစ်ရတာလေဒါတော့အိမ်မှာရွှေနဲ့ပတ်သက်လို့ရှိရင်အားလုံးကဘယ်လောက်တောင်မှသဘောကျကြလဲဆိုတော့ကိုနေမသိဘူးလားအိမ်တဲကိုဝင်လာတာလေရွှေနဲ့ပတ်သက်တာလေးကြီးပဲရှိနေရလေဒါတော့မှနေကလက်ဝဲလက်စားလေးနှစ်ခုလက်ဝဲပြီးတော့အပြင်ကိုထွက်လာရည်တည်းတကယ်တော့အမေရောင်းမှ จะมาโอ้ช่วยเรียนที่ดาบีก็บริจะมาตมีตาตามาเว้นไหนเนาะอ๋อลุงกูมาเว้นหลักเหรอวะชิเดี๋ยวลุงอยู่เซ่เนี่ยเองก็ย้อนชิหลักเหรอไม่ชิเรียบบ่งั้นพี่ลินจะทำยากูก็มาเราบีเนาะพวกมันเราบีมีอะไรช่วยมวยวินเอาเวลาสาวีกูไปร้องก็มามีแค่บุ๋มมาเข้าใจแก่แก่แก่ทีนี้ยังไงกันจ้าลูกชิเนาะน้าเราเล่าบอกกันไปจะอุยมิงลาสังกูเลยตัวยาอุ้มเองแต่เราเองก็มิงลาสังชิโลแต่เราเองก็อะไรจ้าทีนี้ยังไงกันจ้าเนาะทีนี้เราเล่าเรื่องงานบีทาร์ช่วยมวยวินเอาเวล ရဆောင်တွေအားလုံးကိုဝတ်ဆင်ပြီးပြင်ဆင်ထားကြတော့ကြားလာပြင်ဆင်ထားကြတော့အားလုံးအတူတူမင်္ဂလာဆောင်ကိုသွားကြရလိမ့်မယ်ဟုတ်ပြီလားဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေကျွန်မသေချာဝတ်ဆင်ပြီးပြင်ဆင်ထားလိုက်ပါမယ်နော်ဝတ်ဆင်ပြီးပြင်ဆင်ထားလိုက်ပါမယ်နော်လို့နဲ့ညနေခင်းရောက်ရှိသွားခဲ့တဲ့အခါမှာမိသားစုတွေအကုန်လုံးကလည်းမင်္ဂလာဆောင်ကိုသွားဖို့အတွက်ပြင်ဆင်နေကြကြပါတော့တယ်ပြင်ဆင်နေကြပါတယ်အခါမှာအားလုံးကလည်းအင်္ဂါကိုင်းမင်္ဂလာဆောင်ကိုထွက်လာကြကြပါရဲ့သွားနေတဲ့နေရာကားတွေကလည်းရန်ကိုပိတ်တော်နေကြပါတယ်မိပွိုင်းတစ်ခုပြီးတစ်ခုကလည်းမိနေတဲ့အတွက်ရခမဖြစ်သူက သူရဲ့အိမ်က driver ကိုပြောလိုက်ပါရင်ကဲ driver ရေဒီလမ်းကနေပြီးတော့မောင်းနေတယ်တစ်ခါလမ်းကနေပြီးတော့ပဲမောင်းလိုက်တော့တောင်ပေါ်လမ်းကဆိုလိုက်တော့လိုလဲရှင်တယ်ဆိုလို့ရှင်တော့လိုလဲရှင်တယ်ဒါနဲ့အထင်းမကြီးအဲ့ဒီလမ်းကလူသူအရာကိုကင်းရှင်းတော့လူသူအရာကိုကင်းရှင်းတော့နေနေစောင်းနေပြီလေတိတ်ကြကင်မှာညောင်မိုးချုံတော့မှလူသူကင်းရှင်းနေတဲ့နေရာကတော့ရမသိတော့ဘူးလို့ထင်တယ်ဟုတ်တယ်အမေဟုတ်တယ်အဲ့ဒီလမ်းကနေမတော်ပါနဲ့ဟုတ်တယ်အဲ့ဒီနေရာမှာတော့ပါတယ်ခင်ဗျာတို့အများကြီးရှိတယ်လို့ကျမလည်းကြောက်ဘူးလေဘာမှဖြစ်စရာအကြောင်းမရှိဘူးနင်တို့ကဘာမှလာပြီးရှာရှင်းနေကြတယ်ဘာမှလာပြီးရှာရှင်းနေကြတယ် driver ရေနေပါလုံနေရလဲငါပြောတာမကြောက်လားအော်လှည့်လိုက်ကြောင်မကြောက်လားရခမကတော့အရန်ကိုအိမ်မှာအာနာပေါ်ဝါကြီးပါတယ်သူပြောတဲ့စကားကိုအားလုံးကနားထောင်ရပါတယ်ဒါကြောင့် driver ကလည်းဘာတစ်ခုမှပြောနေပေနဲ့ကောက်လှည့်လိုက်ပါတယ်သူတို့ကလူသူကင်းရှင်းနေတဲ့တောင်ပေါ်လမ်းကသွားနေနေတဲ့တောင်ပေါ်လမ်းကမြောက်ရည်နဲ့တွေ့ဆုံခဲ့ပါတယ်ဓမြတွေကတနက်တွေကပြီးသူတို့ကအရှင်မလာရက်ခဲ့ပါတယ်ဒီနောက်သူတို့အားလုံးကိုကားပေါ်ကနေအောက်ကိုဆင်းခိုင်းလိုက်ပါတယ်ကြည့်ပါဦးဒီနေ့ငါတို့ဘလောက်တောင်မှကန်ကောင်းလိုက်တယ်ရွှေဆိုင်တဆိုင်လုံးငါတို့အရှိကိုရောက်လာတဲ့လူမျိုးပဲနော် ိုရောက်လာတဲ့အဖွားကြီးရေခမရဘာလုပ်နေရလဲခမရရဲ့ရွှေရင်းဝေးတွေလက်ဝဲလက်စားတွေအားလုံးအကုန်ချုပ်ပြီးတော့ခမရရဲ့ချွေးမနှစ်ယောက်စလုံးဝေးထားတဲ့ရွှေဝေးတွေအကုန်လုံးကိုလည်းချောက်ခိုင်းလိုက်တော့ခမရလက်ဝဲလက်စားတွေကိုလာထည့်ရထည့်ကြည့်လိုက်စမ်းပါအမေတို့တို့နဲ့ရံဖြစ်နေလို့ဘာမှမထိုးဘူးနော်ရံသွားဖြစ်နေလို့ရှင်တော့ကျမတို့သွားဖြစ်နေလို့ရှင်တော့ကျမတို့တက်ရှင်နေတဲ့အခါကျတော့မှနောက်ထပ်ရွှေကိုလောက်ပြီးတော့ဝေးလို့ရမှာပေါ့မပေးပါဘူးမပေးဘူးလုံးဝမပေးဘူးမပေးပါဘူးမပေးဘူးမလို့ဆိုရကလည်းတန်တန်နဲ့ပြလိုက်ပါလေဒီနောက်ရခမဆေးရောင်ရောက်သွားခဲ့ပါလေရခမဆေးရောင်ရောက်သွားခဲ့ ဖြစ်ပါတယ်။ရွှေတွေအများကြီးဝက်ပြီးတော့လူတွေကိုပြဆာဘလောက်တောင်မှအန်တီများလဲဆိုတော့ကောင်းအန်တီပဲနားလေတော့ကဲချွေးမလေးတို့ရေနောက်ဘယ်တော့မှလေးတို့ကိုရွှေတွေအများကြီးဝက်ပါဆိုပြီးတော့မပြောတော့တော့ဝက်ပါဆိုပြီးတော့မပြောတော့တော့စိတ်ထဲမှာအစဉ်ပြေတလောက်ကိုပဲဝေးကြပါကွယ်တလောက်ကိုပဲဝေးကြပါကွယ်ဒီနေ့ဆက်ပြီးဝင်ပြီးတော့ကလည်းသူချွေးမလေးတွေအပေါ်ဘယ်လိုတော့မှလေးအပေါ်မိတ်ပေးစေခိုင်းခြင်းမလုပ်တော့ပါဘူးမိတ်ပေးစေခိုင်းခြင်းမလုပ်တော့ပါဘူးနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အာလူပေါ့ပလာကျော်ဆွဲပုံမြင်ပဲဖြစ်ပါတယ်ကျော်ဆွဲပုံမြင်ပဲဖြစ်ပါတယ်ရှော့တရွာမှာနရေးကတော့သူရဲ့အမေကိုကြီးသူရဲ့အမေမိမ 啊，知道。 တမီလေးတယောက်နဲ့အတူတူနေထိုင်နေခဲ့ပါတယ်အတူတူနေထိုင်နေခဲ့ပါတယ်စီမလေးရဆိုင်ပြေးလို့ဖို့အတွက်လေယာမြေအနေငယ်ရှိပါတယ်သူကရှိတဲ့လေယာမြေလေးမှာအာလူးဆိုင်ပို့ထားပါတယ်ဒီအာလူးတွေကိုရောင်းချပြီးသူအရဲ့ဇာဝဲနေရေကိုဖြည့်ရှင်ပေးနေခဲ့ရတာပေါ့ဒီတစ်ခါအာလူးအထွက်တော်ရင်တော့ကောင်းမယ်အာလူးအထွက်တော်ရင်တော့ကောင်းမယ်အရင်ဆုံးခွဲစိတ်ပေးရမယ်ဟောသားရဲ့အမေကိုဘာဖြစ်လို့အလိုက်တောင်မှတွေးပေးနေရတာလဲအမေကတက်ကလည်းကြီးနေပြီအမေကကြီးဖြစ်နေပြီဒီအဖိုးအိုကြီးကအခုချိန်မှခွဲစိတ်ပြီးဘာလို့ရအောင်မလဲ တွေကိုရှောက်တော့ကြည့်ရအောင်ပါလေဖြစ်နိုင်မယ်ဆိုရင်တော့နင်ရဲ့တမီလေးကိုပဲကြောင်းထားပေးလိုက်စမ်းပါသူ့အတွက်ပို့ပြီးတော့အကျိုးရှိနိုင်မယ်သူ့တော့ပညာတတ်တယောက်ဖြစ်သွားမယ်ဆိုရင်တော့ရှေ့ဆက်ပြီးအများကြီးဖြစ်လာနိုင်တယ်လေသူ့တော့ငါတို့မျောလင်းချက်ထားလို့ရတာပေါ့ရပါတယ်အမေရဘာဖြစ်လို့ဒီလောက်တော့မှဆွင့်ပူပန်နေရတာလေဘာသခင်တော်အလို့တူမယ်ဆိုလို့ရှင်တော့အလို့တူမယ်ဆိုလို့ရှင်ပြေးသွားလိမ့်မယ်အမေဘာမှအလို့တူဆွင့်ပူပန်မနေပါနဲ့နော်ကဲဒါဆိုလို့ရှင်တော့စံဂီတာရေငါဘိုက်တွေတအားကိုစနေပြီငါ့ကိုထမင်းဖူးပေးပါတော့စံဂီတာကအားလုံးကိုထမင်းဖူးပေးပါ ပေးလိုက်ပြီးနောက်မှာတော့ဖိုးပေးလိုက်ပြီးနောက်မှာတော့ကျော်ရီကိုလည်းထားလိုက်ပါရီကျော်ရီကိုလည်းထားလိုက်ပါရီ နေပပလာရီကြော်ထားတာလားဘယ်ရောက်တော့ဒါရီကိုဝယ်လာခဲ့ရလဲဒါရီကိုဝယ်လာတော့ငါလည်းမတွေ့ပါဘူးဘယ်ရောက်ကဈေးကိုတွားလိုက်တာလေဘယ်ရောက်ကဈေးကိုတွားလိုက်တာလေအမေရဲ့ကျမဒါရီကိုဈေးရဲကနေပြီးတော့ဝယ်လာခဲ့တာမဟုတ်ပါဘူးအိမ်မှာပဲလုပ်ထားတာလေမဟုတ်ပါဘူးကျမအမေကိုတိုင်းကကျမကိုဒီမောက်လုပ်ပြီးတင်ပေးထားလို့ကျမကောင်းကောင်းလုပ်ကြပါလိမ့်မယ်ကျမကောင်းကောင်းလုပ်တော့ကလည်းကျမမိဘအိမ်ကိုပြန်သွားသေးရဲ့လေကျမမိဘအိမ်ကိုပြန်သွားသေးရဲ့လေကျမကိုတိုင်းပဲလုပ်ထားတာကိုကြော်ထားတာမေဒါနဲ့လေကျမလုပ်ထားတဲ့မုတ်တွေကစားလို့မကောင်းလားမုတ်တွေကစားလို့မကောင်းဘူးဟာမေရလေကွာဘာလို့မကောင်းရမှာလဲအလျားစားကောင်းလေ လဲ။ရင်ကဝယ်စားတဲ့ပေါပလာကြော်တွေကဘာမှအရသာမရှိဘူး။စားရီးပဲများနေရ။စားရီးပဲများနေရ။ဟုတ်တယ်ဟုတ်တယ်။နင်လောက်ထားတဲ့မုတ်တွေကအရန်စားကောင်းနေ။ငါတို့ကြိုက်လိုက်ကြ။ညောနဲ့အားလုံးကလည်းအရန်ကိုသဘောကျနေကြပါဘူး။ဒီလိုနဲ့ရက်တွေကုံဆုံးသွားခဲ့ပြီးရက်တွေရှင်အားလုံးဆိုင်ခင်းကလည်းအထွတ်တိုးပါပြီ။ဒီလိုနဲ့သူကလည်းရွာမှရှိတဲ့တထေးကြီးတို့ကိုတည်းအားလုံးရရောင်းဖို့အတွက်စီသွားညှိနှိုင်းလိုက်ပါတယ်။အဲဒီမှာလည်းရှိငါမေကိုပေးထားတဲ့ဈေးကတော့ပုံမှန်ဈေးပဲကွာ။ငါပေးတဲ့ဈေးနဲ့မင်းရဲ့အားလုံးတွေကိုရောင်းချင်တယ်ဆိုလို့ ို့ရှင်တော့ရောင်းခဲ့ရောင်းခြင်းလေဆိုလို့ရှင်လည်းရတဲ့ကိစ္စမရှိဘူးရောင်းမနေတော့နဲ့ကိစ္စမရှိဘူးရောင်းမလို့ပါနဲ့ ဒီလိုတော့တော့ဘာမျိုးဆိုတော့အကြောင်းတို့စိုက်ပျိုးရေးကိုစူးစမ်းဖန်ဆောင်လုပ်ခဲ့ရတာလေဘယ်လောက်ထိဈေးနည်းနည်းလေးပဲရောက်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒုက္ခရောက်သွားလိမ့်မယ်ကျွန်တော်ကျွန်တော်ဒုက္ခရောက်သွားထူးချောက်မှလည်းမဟုတ်ဘူးလေဗျာထူးချောက်မှလည်းမဟုတ်ဘူးလေကဲဒီမှာလေးရှိငါတော့ဈေးကွက်ထင်မှာပေါက်နေတဲ့ဈေးတန်းတစ်ခုကိုပဲမောင်းပေးနေရဒီရောမှလည်းအာလူစိုက်တဲ့တောင်သူကရမ်းများတဲ့အပြင်တခြားရွာတွေမှာလည်းအာလူစိုက်တဲ့တောင်သူရမ်းကိုများနေအာလူတွေကအရန်ကိုများနေတာဆိုတော့ဈေးကကျသွားရောပေါ့ဆိုတော့ဈေးကကျသွားဒီအာလူတွေကိုဝယ်သူတွေစီပြန်ရောင်းနေရတာခက်ခဲတယ်ပြန်ရောင်းနေရတာဒီတော့ငါမဲကိုမရနိုင်ပြီးတော့ ော့အများကြီးပေးနိုင်တော့မလဲကွာကျွန်တော်မျှော်လင့်ချက်တွေအများကြီးထားပြီးတော့တတိယစီမအာလူလာရောက်လာပါကျွန်တော်နှစ်စဉ်တစ်တိုင်းတခြားသူစီမတော်ပဲနဲ့တတိယကြီးစီမပဲအာလူတွေကိုလာရောက်နေကြလိမ့်။ဒီကဲတစ်ခေါက်ကတော့ကတခြားတတိယတခေါက်ကတော့စီကနေလာဝယ်သေးတယ်။ကျွန်တော်စီမနေလာဝယ်ကျွန်တော်မရောက်ပဲတတိယစီကိုပဲလာခဲ့ရအောင်။တတိယစီကိုပဲလာခဲ့ရအောင်။ကဲငါဘာမှအမိုင်းမဲထပ်ပြီးတော့မပြောချင်တော့ငါပြောတဲ့စီအတိုင်းပဲမင်းအာလူကိုရောင်းချင်တယ်ဆိုလို့ရှင်တော့ရောင်းတော့မရောင်းချင်ဘူးဆိုလို့ရှင်တော့မင်းသွားလို့ရပြီ။တိုက်တဲ့သူကိုသွားရှောင်းလိုက်တော့တိုက်တဲ့သူကိုရေးချက်လေးစိတ်ပြတ်ဝင်နေစွာနဲ့အင်းကိုပြ တာခဲ့ပြီးနောက်မှာတော့သူမိသားစုဝင်တွေကိုပြောပြခဲ့ပါတယ်။ခဏနေတော့လက်ရရှိတငယ်ချင်းတယောက်အင်္ဂုလာခဲ့ပါတယ်။အလုံးကတော့မြို့မှာအလုံသွားလုံးနေတဲ့တတိယပါ။သူကနှစ်ပေါင်းများစွာကြာမှရွာကိုပြန်လာခဲ့တာပဲဖြစ်ပါတယ်။သူကရွာကိုပြန်လာခဲ့တဲ့အခါမှာသူရဲ့ငယ်တငယ်ချင်းတွေကတော့အင်္ဂုလာလေးခဲ့တာပါ။အင်္ဂုလာလေး။ဒီကလည်းကွာအချိန်ကြာကြီးနေမှာဒီလိုပြန်လာတယ်နော်။ကြည့်ရတာမြို့မှာရဟန်းကိုအစဉ်ပြေနေတူပါတယ်။အလုံတွေတော့ရှုံရလာပါတယ်။အလုံတွေတော့ရှုံရလာ။အကိုဒီနေ့မောင်နှမပွဲတော်နေမှာမှာပြန်လာခဲ့ဦးနော်။ ပြန်ပြောပါရဲကျွန်တော်လည်းမအားလို့ပါဗျာအလုပ်တွေကရောမြားတော့မအားမလနိုင်ဖြစ်နေရတယ်ချောင်းမလားဖြစ်တာလေမမေဒီတစ်ခေါက်ပွဲတော်ရဲ့ကြားလို့ရှင်တော့ကျွန်တော်ဂျိန်းလေးပေါ့ပြန်လာခင်မသိလားဂျိန်းလေးပေါ့ပြန်လာခင်မသိလားကျွန်တော်လည်းဖေးတောက်ချင်တယ်ဗျာကျွန်တော်အတွက်လည်းဖေးဖို့လေးတစ်ခွက်လောက်လုပ်ပေးစမအောင်တကယ်တော့လေ ကျွန်တော်လည်းပြေးတောက်ချင်လို့ဒီကိုလာခဲ့ရသေးလားကျွန်တော်ကျွန်တော်တကယ်ချင်းနဲ့တွေ့ချင်လို့မဟုတ်ဘူးကျွန်တော်တကယ်ချင်းနဲ့တွေ့ချင်လို့မဟုတ်ဘူးကျွန်မအခုပဲလက်ဖေးဖြောလာခဲ့ပြီမယ်နော်ကျွန်တော်ပဲလက်ဖေးဖြောလာခဲ့ပြီမယ်နော်အေးမိမရေမင်းလောက်ထားတဲ့ပပကြော်လေးကိုလည်းတခါရဲထည့်ခဲ့အောင်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းတာပေါ့ရှင်ကျွန်မအခုပဲအာလူနဲ့လောက်ထားတဲ့ပပကြော်လေးယူလာခဲ့ပြီမယ်နော်ပပကြော်လေးယူလာခဲ့ပြီမယ်နော်တကယ်ချင်းနှစ်ယောက်ကလည်းစကားတွေပြောခဲ့ကြပါလေစကားတွေပြောနေနေသူဒီနေ့ကြောင့်ပြောလာခဲ့ရတဲ့ကိစ္စတွေကိုလည်းတကယ်ချင်းဖြစ်သူကိုပြောပြလိုက်ပါတယ်ခဏနေတော့ဆန်ဒီသားကလည်းလက်ဖေးနဲ့အာလူကလည်းလက်ဖေးနဲ့အာလူက ခဲ့ပါတယ်။ဒါနဲ့အမရေ ပေါ်ပလာကြောင့်ရခဲ့ကြဲစားကောင်းပြီးကျွရွပပြီးရတာရှိလိုက်တာဗျာ။မရတော့လေအိမ်မှာဒီလောက်ကြောင့်မှလက်စွမ်းပြောင်းမယ်။မရမှာတရားလုံးရှိနေရကိုတော့မှအပြင်မှာမင်းအလုပ်တွေကိုလိုက်ရှောင်းနေသေးရဟုတ်လား။အာဘာလို့ပြောတာလဲငါနားမလဲ။ဘာလို့ပြောချင်တာလဲရှင်းရှင်းလင်းလင်းပြော။ဘာလို့ပြောချင်တာလဲ။အလုပ်ပေါ်ပလာကြောင့်ရကအရင်စားကောင်းနေတဲ့ဒေါ်ကြီးကိုဘာမှသွားပြီးရောင်းနေနေ။အလုပ်နဲ့ပေါ်ပလာကြောင့်လောက်ပြီးရောကိုယ်တိုင်ရောင်းပါလား။တထေကမင်းအလုပ်တွေကိုအလောက်ထိဈေးပေးမှာမဟုတ်ဘူးလေ။အလောက်ထိဈေးပေးမှာမဟုတ်ဘူးလေ။တခြားတနည်းနဲ့စီးပွားလုပ်မယ်ဆိုတော့ပတ်စံအများကြီး လိုက်တော့ပတ်စံအများကြီးဒီကောင်းတော့ပဲမင်းပေးတဲ့အကြံကိုငါလည်းသဘောကျတယ်ဒီအကြံကိုငါလည်းသဘောကျတယ်ဒါဆိုရင်တော့ငါသွားတော့မယ်ဒါဆိုရင်တော့လက်ဖေးနဲ့မုတ်ကျွေးတဲ့အတော်ကျေးဇူးတင်ပါတယ်မုတ်ကျွေးတဲ့အတော်ကျေးဇူးတင်ပါတယ်ငယ်ငယ်ကြမှာတော့အနုကလည်းပြန်သွားပေးပါတယ်အနုကလည်းပြန်သွားပေးပါတယ်ဒီကောင်းတော့ကရှင်းတငယ်ချင်းကပြောသွားတယ်နော်ကျမတို့အာလူပေါပလာလောက်ရှောင်းလေကျမတို့အာလူပေါပလာလောက်ထားတဲ့မုတ်ကျွေးကိုလူတွေမကြိုက်ဘူးလို့လောက်ကြမလဲရှင်ဘာများတလောက်ကြောင်လန့်နေရတာလေဘာများလောက်ကြောင်မုတ်ကျွေးကိုအာလုံးကြိုက်ကြလိမ့်မယ်လို့ငါတို့ယုံတယ်ကြိုက်ကြလိမ့်မယ်လို့ငါတို့မင်းမုတ်တွေကိုလောက်ကြည့်လိုက်စမ်းပါကွာငါတို့အာလုံးကိုတော့ရောင်းချလာခဲ့တယ် လုံးကိုတွားရောက်ခဲ့တာကအာလူပေါက်ပလာရီကိုလောက်ပေးခဲ့တဲ့အချိန်မှာပြောက်ကြားကတော့အပြင်မှာလိုက်ထွက်ရောင်းခဲ့ပါတယ်အာလူပေါက်ပရာကျော်ရရမယ်အာလူပေါက်ပရာကျော်ရရမယ်နော်အာလူပေါက်ပရာကျော်ရရမယ်နော်ကျွတ်ကျွတ်လေးစားကြည့်ကြပါညနေခင်းလက်ဖေးနဲ့စားလို့လည်းရတယ်စားပြေးစားလို့လည်းရတယ်ထမင်းနဲ့စားလို့လည်းရတယ်ထမင်းနဲ့စားလို့လည်းရတယ်အကိုကြီးအကိုခဏနေပါအောင်ရှင်ခဏနေပါအောင်ခဏနေပါအောင်ရှင်ခဏနေပါအောင် ပလာကျောဆိုင်တော့ကျမသားလေးအရင်ကြိုက်တယ်။အာလုံးလည်းလောက်ထားလိုက်တယ်။ပပလာဆိုတော့ကိုတော်ကြိုက်အောင်ကဲကဲကဲလာခဲ့လာခဲ့ကျမဝယ်အောင်မရှိဘူး။ဒါနဲ့အကိုတို့ကပပလာကျောအခုမှအစ်စ်လောက်ရှောင်းတာနဲ့တွေ့ရနော်။အစ်စ်လောက်ရှောင်းတာနဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်။ ဟုတ်တယ်ဟုတ်တယ်ကောကျွန်တော်ရဲ့မိမကောကအိမ်မှာတန်းတန်းရှင်းရှင်းနဲ့လှုပ်ထားတာပါသူလှုပ်ထားတဲ့မုတ်တွေကတကယ်အရန်စားကောင်းပြီးအရသာရှိလို့အမားတို့ကြိုက်ကြလိမ့်မယ်လို့ကျွန်တော်အာမခံပါတယ်ကြိုက်ကြလိမ့်မယ်လို့ကျွန်တော်ဟုတ်ပါပြီဟုတ်ပါပြီကျွန်မစားကြည့်ပြီးတော့မှပြောမယ်ကျွန်မစားကြည့်ပြီးတော့မှအရန်ကြီးများတာသူကဘယ်သူလှုပ်တဲ့ပေါပလာကြော်ကိုမှလည်းတကူကြိုက်နဲ့တတ်တတာမဟုတ်ဘူးဒါပေမဲ့လည်းကျွန်မရဲ့တာလီကသဘောကျတယ်ကြိုက်တယ်ဆိုရင်တော့ကျွန်မအမြဲတမ်းအားပေးမှာပါကျွန်မအမြဲတမ်းအားပေးမှာထောက်ကိုဘယ်လောက်လဲရှင်ဟုတ်ကဲ့ဟုတ်ကဲ့ထောက်ကို30ပဲကြပါရခင်ဗျာထောက်ကို30ပဲကြပါရခင်ဗျာဟုတ်ပြီဟုတ်ပြီဒါ ါဆိုရင်တော့ကျွန်မကိုနှစ်ထုပ်အများလေးထုပ်ပြီနော်ခဏလေးတော့ record ထဲမှာရှိတဲ့သူတွေအကောင်လုံးကလည်း popular jaw တွေကိုလာဝဲစားခဲ့ကြပါတယ်ပထမအဦးဆုံးနေ့ရက်လေးမှာပဲသူရဲ့စီးပွားရေးအခြေအနေအတော်လေးအဆင်ပြေသွားတာကိုတွေ့ရပါတယ်ယနေ့ကမှတော့သူရဲ့မုတ်တွေအားလုံးပုံသွားတဲ့အတွက်သူအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်သူအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ယူသွားတဲ့မုတ်တွေလည်းရောင်းရရလိုက်ယူသွားတဲ့မုတ်တွေရောင်းရရမုတ်တွေကရောင်းရတဲ့အားလုံးကိုပုံသွားတာတထောက်တောင်းမကြအောင်သွားတာတထောက်တောင်းအတွက်မင်းနောက်ထပ်မုတ်တွေအများကြီးကိုလှုပ်ထားလိုက်နော်အားလုံးကိုလှုပ်ထားပြီးတော့ကောင်းအောင်ရှောင်းမယ်တိလား 有功。这些表里啊啦。 ရှင်တို့နေရာတဲ့ပေါ်ပလာကျော်ရီအကုန်လုံးရောင်းလို့ကုန်သွားတယ်ဟုတ်လားအကုန်လုံးရောင်းလို့ကုန်သွားတယ်ဟုတ်လားရှင်ကျမကိုယ့်ဟာကိုယ်ယုံတော့မယုံနိုင်ဘူးလားကျမကိုယ့်ဟာကိုယ်ယုံတော့မယုံနိုင်ဘူးလားကျမကခုနတော့ကလေးကအလူတွေကိုထီးပြီးတော့အလေးပို့ပြထားတယ်နေကောင်းတယ်ကောင်းတယ်မင်းကျုံလောက်ထားတာအရင်ကကောင်းတယ်မင်းကျုံလောက်ထားတာဒီကတော့ပထမဦးစုံစေးရောင်းနေတယ်လေလက်ပြန်ချလို့ရှင်တော့လူတွေမင်းလှုပ်ထားတဲ့ပုံကိုကြိုက်လားမကြိုက်လားသိရလိမ့်မယ်ကျမငါတခါတည်းအမောက်ခံပြီးတော့ပြောလိုက်မယ်ကောအမောက်ခံလို့မင်းလှုပ်ထားတဲ့ပေါ်ပလာကျော်ကိုသဘောကျလိုက်မယ်လို့ငါတော့ထင်တယ်နောက်နေ့မှတကယ်ကတော့သူ့မိမလှုပ် မာရီအာလူပေါ့ပလောက်ကြောင်းလေးကိုရောင်းဖို့အတွက်ပြန်ထွက်ခွာသွားခဲ့ပါတယ်။ဒီနေ့မှတော့မနေ့ကတော့ဝယ်သွားတဲ့ဝယ်သူတွေကသူ့ကိုစောင့်မျှော်နေကြပါရဲ့။သူ့ကိုစောင့်မျှော်နေကြပါရဲ့။ကျွန်မရဲ့သားလေးကလေအကိုရောင်းသွားတယ်မဟုတ်ဘူးဒါကြောင့်ညာသီလား။အရင်နေ့မှတော့မုတ်ထွက်ရောင်းပြီးနှစ်နာရီအတွင်းမှာပဲတင်းမုတ်တွေအားလုံးရောင်းဖို့ပုံသွားခဲ့ပါတယ်။အရင်နေ့တော့သူအစောကြီးအိမ်ကိုပြန်လာခဲ့ပါတယ်။နှစ်နာရီအတွင်းအိမ်ကိုပြန်လာတာတွေ့ရတဲ့ခါမှာတော့သူ့မှာကြော်လေးကိုအံ့အားတင်သွားခဲ့ရပါဘူး။ရှင်ကလည်းရှင်မြန်လိုက်တာဒီနေ့အစောကြီးပဲနော်ဘယ်လိုဖြစ်ကြလဲ။မင်းတို့ဓာရီမုတ်တွေက တကယ်အရန်ဆော့ကောင်းပြီးအရသာရှိတော့ကျွန်မရှိတဲ့သူတွေကောင်းကငါရောက်လာတာနဲ့လူပြီးတော့ဝဲကြတာလေကောင်းပြီလူပြီးတော့ဝဲကြတာလို့ရှင်တော့နောက်ထပ်ရှိတဲ့ရင်မုတ်တွေငါ့ကိုထပ်ထည့်ပြီးရောတခြားရွာမှာလည်းငါတော့ရောက်ကြည့်ချင်တယ်အဲ့ဒီနေရာမှာလည်းမင်းလောက်ထားတဲ့ပေါပလာကြောင်းတွေကမင်းလောက်ထားတဲ့ပေါပလာကြောင်းတွေဆိုရင်တော့ငါတို့စီပေါ်ရေးအရန်တိုးတက်သွားလိမ့်မယ်ဒီလောက်စံကီတာကလည်းသူ့ရဲ့ကြောင်းကိုနောက်ထပ်ပေါပလာကြောင်းတွေပြင်ဆင်ပေးလိုက်ပါတယ်နောက်ထပ်ရွာတစ်ရွာမှာလည်းသူတို့ရဲ့စီပေါ်ရေးအခြေအနေအရန်ကောင်းမွန်နေပါတယ်ဒီလိုနဲ့စံကီတာကတော့အိမ်ကနေအလုပ်တွေကိုလုပ်ပေးနေခဲ့ပြီးတယောက်ကြောင်းကတော့အပြင်မောင်းတွေကိုတော့ရ ောင်းထားခဲ့ပါတယ်။စံဒီတာရေမင်းလောက်ထားတဲ့မုတ်တွေကအရသာရှိပြီးစားကောင်းလို့လူတွေအကုန်လုံးနဲ့သဘောကျနေကြတယ်။ငါတွဲရောက်တာနဲ့မုတ်တွေအားလုံးကုန်သွားပဲ။အခုမင်းကနောက်ထပ်မုတ်တွေအများကြီးလုပ်ပေးအောင်နော်။ဒီနေ့ငါဝဲသူတွေကိုပြောင်းလိုက်ရတာ၃-၅ယောက်ရှိတယ်။နောက်နေ့မှသူကနောက်ထပ်ပေါပလာကျော်တွေအများကြီးယူသွားရောင်းလိုက်ပါတယ်။တရမတော်သူတို့ပေါပလာတွေကို၆အောင်လို့အချောက်ခံထားခဲ့တဲ့အချိန်မှာပဲမိုးရေရွာခဲ့တဲ့အတွက်ကြောင့်မလို့အားလုံးရေဆိုးကုန်ပါတယ်။ညနေခင်းယောက်ျားဖြစ်သူအင်ကိုပြလာခဲ့တဲ့ခါမှာစံဂီတလေး ဒီကိစ္စကိုပြောပြခဲ့ရပါဘူး။ရပါတယ်ကိစ္စမရှိဘူး။မနက်ပြန်တဲ့ရန်ငါတို့အနားယူကြမယ်နော်။ငါတို့အနားယူကြမယ်နော်။ဒီနေ့တော့ခမတော့သူမပြန်သွားရောက်ပါတယ်။သူမပြန်သွားရောက်ပါတယ်။အကိုရေကျွန်မအကိုပဲစောင့်နေရ။ရောစီကတခုရှိလို့။ကျွန်မယောက်ျားရဲ့တတိကာကျွန်မယောက်ျားရဲ့တမင်းလာစားတယ်လေ။ကျွန်မကအင်းတောင်းလေးမျိုးချက်ထားပေးမယ်။အကိုတို့ရောက်နေပေါပလာကျော်ကိုသူကအကြိုက်ဆုံးဖြစ်နေ။သူကစားတော့ကုန်လုံးကန်လုပ်တဲ့သူဆိုတော့အကိုတို့ကိုအော်ဒါမှကျင်းနေ။အကိုတို့ကိုအော်ဒါမှကျင်းနေ။ဒီမှာကြော်တင်ငွေလေးပေးသွားသေးရဲ့ရော့။ကြော်တင်ငွေလေးပေးသွားသေးရဲ့ရော့။ဒီစကားကြောင်းရတဲ့ခါမှာနရေ ကွမ်တာပြောရွှင်သွားပါတယ်။သူရဲ့စီးပွားရေးအခြေအနေရင်တုံးကတည်းကပုံမကြိုးကြလာပါတယ်။ပုံမကြိုးကြလာတဲ့အချိန်မှာသူကတော့အင်ဂျီကြီးတောင်ဆောက်လုံးနိုင်သွားခဲ့ပါပြီ။ဒီအိမ်မှာတော့စိန်ခံပစ္စည်းရိုးစုံလည်းရှိနေခဲ့ပါတယ်။ရိုးစုံလည်းရှိနေခဲ့ပါတယ်။နောက်မိသားစုတွေကလည်းကောင်းလုံးကလည်းပြေဆောင်သွားခဲ့တဲ့အခါမှာဝမ်းသာပြောရွှင်စွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါတယ်။နေထိုင်နိုင်သွားခဲ့ကြပါတယ်။သူတို့မိသားစုရဲ့လိုအပ်ချက်တွေအားလုံးကိုလည်းပြည့်စုံပေးနိုင်သွားခဲ့ကြပါပြီ။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်